ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၁အပိုင်ငယ်29အကြောင်းမူကားသင်တို့သည် အထက်ကမြင်သည့်အတိုင်းယခုလည်းကြားသည့်အတိုင်းငါခံရသော တိုက်လံခြင်းကို ခံရသည့်နေတူသင်တို့သည်ခံရကြသည်ဖြစ်၍ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်မှတပါခရစ်တော်အတွက်ကြောင့်စင်ရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏ကျွန်တော်ဒီနောက်ကပတ်တော်ကိုကြည့်တဲ့အခါမှာတမန်တော်ရှင်ပေါ်လူကငါခံရတဲ့တိုက်လန့်ခြင်းကိုယုံကြည်သူတွေလည်းမင်းတို့လည်းခံရတယ်။ဒါကြောင့်မို့တဲ့ခရစ်တော်အတွက်ကြောင့်စင်ရဲ့ခြင်းကိုခံရတဲ့အခွင့်ကအားတဲ့ကျေးဇူးတော်အားဖြင့်ရတာဖြစ်တယ်လို့တမန်တော်ကြီးကဖော်ပြပါတယ်။ဒါကြောင့်ချစ်တော်ညော်စီတိုင်းကျွန်တော်လောကမှာဒုက္ခစင်ရဲ့ခြင်းတွေကြုံတွေ့တဲ့အခါမှာကျွန်တော်မေးလေမေးတာရှိတဲ့မေးခွန်းကဒါဖျားတန်ခတ်တာလား ဒါကဖះရရိုက်တာလားဖះနဲ့မမှန်လို့ဒီလိုကြုံရတာလားသူများတွေကြုံတဲ့ခါမှလည်းဒီလူတွေဖះနဲ့မမှန်လို့ဒီလိုခံရတာလားဒါဖះသခင်သူတို့ကိုရိုက်တာလားဆိုပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်စီရင်တတ်ပါလေမိကုန်းနေမေးတတ်ပါလေဒီလိုကြုံတွေ့ရတာဒုက္ခဆင်းရဲခြင်းတွေကဘာကြောင့်လဲကျွန်တော်ဒုက္ခဆင်းရဲခြင်းကြုံတိုင်းဖះနဲ့မမှန်လို့တော့မဟုတ်ပါဘူးဣသရေလလူမျိုးတွေဖျားနဲ့မမှန်တဲ့ခါမှာသူတို့ကိုတခြားသော တိုင်းတစ်ပါးကလူတွေက ဝင်ရောက်သိမ့်ပိုက်ပြီးတော့သူတို့ရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေအကြီးအကျယ်ခံရပါတယ်။ဖခင်နဲ့မမှန်တဲ့အခါမှာဖခင်သခင်ကဆုံးမပါတယ်။ဖခင်သခင်ကဆုံးမခြင်းကိုလည်းဣဒိယလူမျိုးတွေကခံရပါတယ်။သူရောတွင်ဖခင်သခင်သူတို့ကိုပြန်လှည့်ပြီးတော့ကောင်းချီးပေးတယ်။ပြန်လှည့်မဆရတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာလည်းဒုက္ခဆင်းရဲခြင်းတွေကဒီလောကမှာနေသွေးရတော့ရှိမှာဖြစ်ပါတယ်။ဒါကလောကဖြစ်တဲ့အကြောင်းလောကရန်တရားဒုက္ခဆင်းရဲခြင်းကိုလူတိုင်းရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ တို့ရတွင်ဒုက္ခဆင်းရဲခြင်းဂျုံတိုင်းဂျုံတိုင်းမှာဖျားနဲ့မမှန်လို့ဂျုံရတာတော့မဟုတ်ပါဘူးဒုက္ခဆင်းရဲခြင်းတွေထဲမှာရည်ရွယ်ချက်ရှိပါတယ်ကျွန်တော်ကဒုက္ခဆင်းရဲခြင်းဂျုံတဲ့အခါမှာဖျားသခင်အလိုတော်ဖျားရဲ့သဘောတဘာဝကိုရှာဖွေတွေ့ရှိတတ်ဖို့အင်မတန်ရည်ကြီးပါတယ်ဥမာကျွန်တော်ယောဘကြီးအသက်တာမှာဒုက္ခဆင်းရဲခြင်းအကြီးကြီးဂျုံရပါတယ်သူဘာမှဖျားနဲ့မမှန်လို့ဂျုံရတာမဟုတ်ပါဘူးဖျားနဲ့မှန်ရဲ့သားနဲ့ ။စာတန်ကဖျားသခင်ကိုတွားပြီးတော့အခွင့်တောင်းတဲ့အခါမှာဖျားသခင်ကခွင့်ပြုတဲ့အခါမှာစာတန်ကဖျားရဲ့အခွင့်နဲ့ယောဘကြီးကိုစုံစမ်းပြီးတော့ယောဘပိုင်တဲ့ပစ္စည်းဥစ္စာသားသမီးတွေနောက်ဆုံးသူ့ရဲ့ခန္ဓာကိုယ်ကိုပါ အနာတွေဆွဲစီပြီးတော့စာတန်ကဖျက်ဆီးလိုက်တယ်။ယောဘရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းအကြီးအကျယ်ကြုံတွေ့ရပါတယ်။ဒီဒုက္ခဆင်းရဲခြင်းကယောဘကဖျားနဲ့မမှန်လို့ကြုံရတာမျိုးမဟုတ်ပါဘူး။ ယောမရဲ့ဖြောင့်မတ်ခြင်းကိုမှတ်ကြောက်တင်ဖို့ရန်အတွက်ဖယားသခင်ကစာတန်ကို အခွင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။စာတန်ကဖယားရဲ့အခွင့်နဲ့ယောဘကိုစုံစမ်းတဲ့အခါမှာယောဘကလည်းဖယားသခင်ပေါ်မှာတစ္ဆာရှိပြီးတော့ဖယားကိုနှုတ်နယ်တော်မပြစ်မှားပဲနဲ့သူ့ရဲ့အသက်တာထဲမှာရှောင်လန်းတဲ့အခါမှာဒီဒုက္ခဆင်းရဲခြင်းတွေကိုကြော်ဖြတ်တဲ့အခါမှာအဆုံးသတ်မှာနှဆသောကောင်းကြီးမင်္ဂလာကိုခံစားရတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ကျွန်တော်ယောသရဲ့အသက်တာကိုကြည့်တဲ့အခါမှာလေသူ့ကိုယ်ရဲ့မုန်းတီးခြင်းရောင်စားခြင်းကိုသူခံခဲ့ရတယ်။ သူများပိုင်တဲ့အေဂိုတူတိုင်းပြည်မှာကျုံဖြစ်သွားတယ်။ကျုံဖြစ်ပြီးကောင်းစားမယ်မကြံသေးဘူး။ Bodyfire ရဲ့မိမသွေးဆောင်ခြင်းကြောက်ချခြင်းကြောင့်သူကထောင်ထဲကိုကြက်ရောက်သွားခဲ့တယ်။ဒါသူဖះနဲ့မမှန်လို့ဒီလိုအခက်ခဲတွေဒုက္ခဆင်းရဲခြင်းတွေကျုံရတာလား။မဟုတ်ပါဘူး။ဖះနဲ့မှန်ကန်စွာရှောက်လန်းရင်းနဲ့ကိုဖះအလိုတော်လမ်းထဲမှာလိုက်ရှောက်ရင်းနဲ့ကို तू ကကြုံရတာဖြစ်ပါတယ်။ယောသရဲ့အသက်တာထဲမှာကြုံတွေ့ရတာကြတော့ယောဘလိုစာတန်ရဲ့နှောက်ယှက်ခြင်းကြောင့်မဟုတ်ဘူး။လူတွေရဲ့မတရားအနိုင်ကျင့်ခြင်းကြောင့်ဖြစ်ပါတယ်။ သူကိုယ်ရဲ့မတရားနိုင်ခြင်းခြင်းပေါ်ဒီဖာမိမရဲ့မတရားလှုပ်ဆောင်ခြင်းကြောင့်သူကဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရဆိုင်ရတယ်။သူရတွင်အဲ့ဒီမတရားမှုတွေထဲမှာယောသက်ကဘဝကြီးကိုခါသီးပြီးတော့အသက်မရှင်ဘူး။ဖခင်အလိုတော်တိုင်းဆက်ပြီးတော့အသက်ရှင်တယ်။အကောင်းဆုံးဆက်လုပ်တယ်။မှန်တာကိုသူကဆက်လုပ်တယ်။အဲ့ဒီချိန်မှာဖခင်သခင်ရဲ့ချီးမြှောက်ခြင်းကိုသူကခံရပြီးတော့အဲဂုတုတိုင်းပြည်ရဲ့ဒုတိယဘုရင်ကဖြစ်လာခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။သခင်ရှုရဲ့တတ်တာကိုကြည့်တဲ့အခါမှာလည်း ယောမစစ်သားတွေရဲ့ရိုက်နှက်ခြင်းကို나ကျင်စွာခံစားရပြီးတော့နောက်ဆုံးအသက်သေးတဲ့အထိသူခံခဲ့ရပါတယ်။သခင်ရှုကဒီလိုသူများတွေရဲ့လှောင်ပြောင်ခြင်းရိုက်နှက်ခြင်းအသွေးတွေကျပြီးတော့나ကျင်စွာခံစားရတဲ့ဒုက္ခဝေဒနာတွေကဖျားနိုင်မှမလို့လားမဟုတ်ပါဘူး။ကျမ်းစာပြေဆုံးစေဖို့လူတွေကယ်တင်ခြင်းရဖို့ရန်အတွက်ရှောက်ရတဲ့လမ်းဖြစ်တယ်။အဓိကကတော့ဖျားသခင်အလိုတော်ကိုဝန်ခံပြီးတော့လိုက်ရှောက်ရတာဖြစ်ပါတယ်။ ။သခင်ရှုကဆင်းရဲဒုက္ခတွေကိုဖရာသခင်အလိုတော်ကိုဝန်ခံပြီးတော့ကြော်ဖြတ်လိုက်တဲ့အခါမှာလိုက်လျှောက်လိုက်တဲ့အခါမှာလူတိုင်းကယ်တင်ခြင်းရဖို့ရန်အတွက်ကယ်တင်ခြင်းအခွင့်အရေးဖြစ်သွားခဲ့တယ်။လဝါကတိုင်ကကယ်တင်ခြင်းအကြောင်းဖြစ်သွားခဲ့တယ်။ကျွန်ရှင်ဘောလူတို့တမန်တော်ကြီးရှင်ပေလူတို့အသက်တာကိုကြည့်တဲ့အခါမှာလေသူတို့ဘဝအသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေခက်ခဲတွေသူများတွေရဲ့ရိုက်ပုတ်ခြင်းတွေကြောက်ခဲနဲ့ပြစ်ခြင်းတွေတခါတရံမှာဒုက္ခဆင်းရဲခြင်းကြီးစွာသူတို့ခံစားရပါတယ်။ဒါတွေကဖျားနိုင်ပုံမှန်လို့လား ဖရားအမှုတော်ဆောင်ပြီးတော့ဖရားသခင်ရဲ့ကောင်းကြီးမခံစားရပဲနဲ့ AEC တက်တောင်တက်တာမနေရပဲနဲ့ဘာလို့ဒီဆင်းရဲခြင်းတွေကြုံတွေ့ရတာလဲသူတို့ဖရားနဲ့မမှန်လို့မဟုတ်ပါဘူးခရစ်တော်ကြောင့်ခံရတဲ့ပိဆက်ခြင်းဒုက္ခဆင်းရဲခြင်းဖြစ်တယ်အဲ့ဒီလိုဒုက္ခဆင်းရဲခြင်းတွေကိုခံရတဲ့အခါမှာသူတို့ဘဝတတာစိတ်ပြတ်သွားလားစိတ်မပြတ်ပါဘူးအဲ့ဒီဒုက္ခဆင်းရဲခြင်းခံရတဲ့အခွင့်ကိုကားတဲ့ဂျေဇုတော်ပဲလို့သူတို့ကချီးမွမ်းခဲ့ပါတယ် လောကမှာကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲခြင်းတွေကခရစ်တော်ကြောင့်ခံရတယ်။ဒါကကြီးစွာတော့ပဲလို့ဝန်ခံပြီးတော့ချီးမွမ်းတဲ့အခါမှာသူတို့ရဲ့အသက်တာထဲမှာကောင်းကင်မှာဖခင်သခင်ကသူတို့အတွက်ဆုလက်တရဖူပြင်ဆင်ထားတယ်ဆိုရယ်စိတ်ချမှုရှိသွားနဲ့ဒီလောကကြီးထဲမှာအသက်ရှင်သွားခဲ့တယ်။ဒါကြောင့်မို့ခြေတော်ကြောင့်စီတိုင်းကျွန်တော်ဒုက္ခဆင်းရဲခြင်းတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာငါဖခင်နဲ့မမှန်လို့လား။ငါတို့ရဲ့တိုင်းပြည်ကဘာကြောင့်ဒီလိုကြုံရတာလဲ။ဖခင်နဲ့များမှားလို့လားဆိုပြီးတော့ကျွန်တော်တွေးတတ်ပါလေ။ကျွန်တော်မေးခွန်းထုတ်တတ်ပါလေ။ တကယ်တော့ဒုက္ခဆင်းရဲခြင်းကြုံတိုင်းဖះနဲ့မမှန်လို့တော့မဟုတ်ပါဘူးဒုက္ခဆင်းရဲခြင်းတိုင်းမှာသူ့ရဲ့အကြောင်းနဲ့သူရှိပါလေယောဘရဲ့တက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရတာကသူ့ရဲ့ဘဝတရားကိုမှတ်ကြောက်တင်ခြင်းဖြစ်ပါလေယောဘကဲ့သို့သင်ကဖះသခင်အပေါ်မှာတစ္ဆာရှိစွာနဲ့ဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာဆက်လက်ပြီးတော့ဖះကိုယုံကြည်မယ်ဆိုရင်တော့အဆုံးသတ်မှာယောဘကဲ့သို့နှဆတော်ကောင်းကြီးမင်္ဂလာကိုခံစားဖြစ်ပါလေ ကျွန်ဘွားတတရမှာတခါတည်းလူတွေရဲ့မတရားမှုကြောင့်ရောသက်ခဲ့တော့ဒုက္ခဆင်းရဲခြင်းတွေနဲ့ကြုံတွေ့နိုင်ပါတယ်။အဲဒီလိုကြုံတွေ့တဲ့အခါမှာရောသက်ကဖယားသခင်အလိုတော်တိုင်းအကောင်းဆုံးဆက်အသက်ရှင်တဲ့ကဲ့သို့သင်လည်းဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာဖယားလိုတော်တိုင်းအကောင်းဆုံးဆက်အသက်ရှင်မယ်ဆိုရင်တော့အဆုံးသက်မှာဖယားသခင်ရဲ့ချီးမြှောက်ခြင်းကိုခံစားမှာဖြစ်ပါတယ်။သခင်ရှုကဖယားသခင်အလိုတော်ကိုဝန်ခံပြီးတော့ဒုက္ခဆင်းရဲခြင်းတွေကိုရင်ဆိုင်ကြော်ပြတ်တဲ့အခါမှာအဆုံးသက်မှာ လူတိုင်းအတွက်ကယ်တင်ခြင်းအကြောင်းအရာဖြစ်စေခဲ့တယ်။ဒါကြောင့်မို့သင်လဲဒုက္ခဆင်းရဲခြင်းတွေနဲ့ယဉ်ဆိုင်ရတဲ့အခါမှာသခင်ယေရှုကဲ့သို့အလိုတော်ကိုဝန်ခံပြီးတော့ယဉ်ဆိုင်ကျော်ဖြတ်လိုက်ပါ။အဆုံးသတ်မှာဖခင်သခင်မဆာမယ်ကယ်တင်ခြင်းစုကျေးစုကိုခံစားရမှာဖြစ်ပါတယ်။ကျွန်တော်တမန်တော်ကြီးတွေကဲ့သို့သခင်ယေရှုခရစ်တော်ကြောင့်ဒုက္ခဆင်းရဲခြင်းကိုခံရတဲ့အခါမှာကျေနပ်စွာနဲ့ခံယူပြီးတော့ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါ။ဖုရားသခင်ကကျွန်တော်တို့အတွက်ကောင်းကင်မှာဆုလက်တရဖူတွေကိုပြင်ဆင်ထားတဲ့ဖုရားရှင်ဖြစ်ပါတယ် ဒါကြောင့်ဘို့ဒုက္ခဆင်းရဲခြင်းအတိုင်းကဖရာသခင်နဲ့မမှန်လို့တော့ကြုံရတာမဟုတ်ပါဘူးဘလို့ပဲဖြစ်ပါစေဒုက္ခဆင်းရဲခြင်းနေနဲ့ကြုံတွေ့တဲ့အခါမှာဖရာသခင်ပေါ်မှာဆက်လက်ယုံကြည်ပြီးတော့ရှောင်လန်းလိုက်ပါဖရာသခင်အလိုတော်တိုင်းသင်အကောင်းဆုံးကိုဆက်လုပ်လိုက်ပါဖရာသခင်အလိုတော်ကိုဝန်ခံပြီးတော့ဒုက္ခဆင်းရဲခြင်းတွေကိုရင်ဆိုင်ကျော်ဖြတ်လိုက်ပါ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ခံရတယ်လို့ဝန်ခံချီးမွမ်းပြီးတော့သင်အပ်တတာထဲမှာအဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကိုကျော်ဖြတ်မယ်ဆိုရင်အဆုံးသတ်မှာဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာအငြိမ့်သက်ဝမ်းမြောက်ခြင်းတွေကိုခံစားမယ်အကြောင်းဝေငှပါတယ်အားလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ